အားလုံးပဲမင်္ဂလာပါမြတ်တာယောဂမှာကျေးဇူးပါတယ်ဒီနေ့ကျွန်မဒီ face yoga ဆိုရဲဒီမျက်နာကိုလေ့ကျင့်တဲ့ယောဂအခွက်လေးကိုဝင်ညပေးมาဖြစ်ပါတယ်ဆိုတော့လွတ်လွတ်ကိုကိုလေးပဲကျွန်တော်လေ့ကျင့်လို့ရတယ်เนาะဆိုတော့ကျွန်တော်ကဒီအခုပထမဦးဆုံးဆိုရင်ဒီပါးတွေကိုเนาะအတင်းစေတဲ့အခွက်လေးကိုတော့มาဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနှခမ်းကိုစုပြီးတော့တစ်ဖက်ကိုเนาะဒီဆွဲထားလိုက်တော့ ဟုတ်တယ်လူဆိုပထမဆုံးတော့ကိုယ်ကမလုံတတ်ဘူးဆိုရင်ဒီလက်လေးနဲ့နည်းနည်းလေးဖြည့်ရနေရဒီဘက်ကိုဆွဲသွားတော့နော်ကဲအဲ့ဒီဟာကို5 4 3 2 1တည်တော့မယ်နော်ပြီးနောက်တစ်ဘက်ကိုသွားမယ်โอเคဖြည့်နောက်တစ်ဘက် နော်အဲ့ဒီအချိန်မှာဒီဘက်ကိုဆွဲသွားအောင်ခန်းစားရနော်ဆွဲသွားတော့ဟောက်ခန်းစားရဆိုတော့နောက်တစ်ချိန်ပြန်ပြီးစူးစားကြည့်မယ်ဒီတစ်ခါကျရင်၁၀ချိန်โอเคပြီးရင်နောက်တစ်ခါကိုပြန်သွားမယ် โอเคအဲ့လိုမျိုးကိုကျမတို့ကမနှက်ပိုင်းမှာသွားလို့ရသလိုညအိခါနီမှာလည်းသွားလို့ရပါတယ်โอเคဟုတ်ပြီဒီတစ်ခါကျရင်အိုးဝเนาะဒီဘက်ကဒီတင်းအားတွေအကုန်လုံးလျှော့သွားအောင်သွားမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျောအိုးဗစက်ကိုအိုးပြီးဝဟင်အဲ့ဝဆိုတဲ့အချိန်မှာဒီ ဒီရာကိုဒီလိုမျိုးကိုဆွဲလိုက်တဲ့ပုံစံပေါ့နော်အဲ့ဒီအချိန်မှာဒီအဲညလုံးအောက်ကဒီအေးပြမတွန့်အောင်သွားမယ်အဲ့လိုမျိုးမဟုတ်ပဲနော်ဗနာအဲအဲ့လိုမဟုတ်ဒီပါဇက်ကိုပဲဟာရမှာဖြစ်ပါတယ်နော်ဆိုအဲ့ဒီဟာကိုအခုဒီမှာ၅ချိန်အတူတူစူးစမ်းကြည့်ရအောင်။ဟိုဝပြင်အိုဝ ုံလွုံလွနော်အဲ့ဒီအချိန်မှာဒီဘက်ကတင်အားနဲ့အများကြီးလျှော့သွားတော့ကိုခန်းစားရလိမ့်မယ်နော်ဟုတ်ပြီဒီတစ်ခါကျရင်ပါးကိုဖောင်းလိုက်ပြီးတော့ เนาะဒီထဲမှာလေအပြည့်ဖြည့်လိုက်တဲ့ပုံစံပဲပေါ့ပေါ့ဖောင်းမယ်ပြီးတော့အဖူးဆိုပြီးတော့မမှုတ်ဘူးဆိုဒီပါကိုအပြည့်အတွင်းကိုပြန်ပြီးဆွဲပြီးရှုံလိုက်တဲ့ပုံစံမလားပါခွက်လိုက်တဲ့ပုံစံလေးကို၅ချိန်တော့မယ် โอเคဒီဘက်မှာเนาะညောင်းသွားတယ်တင်းသွားအောင်ခန်းစားရလိမ့်မယ်ဆိုတော့အခုဒီနေ့ကဒီ၃မျိုးကိုကျမဝင်ပြပေးရဲဆိုတော့ဒီဟာလေးကိုကျမတို့၁၀ချိန်စီသွားလို့ရတယ်နောက်တစ်ခုကိုကျမတို့အသားရေလာဖို့ကိုယ့်ရဲ့မျက်နှာတင်းရင်ဖို့ဆိုရင်အရေးကြီးတာကရေကိုများများတောက်ဖို့လိုသလိုတန်ရှင်းနဲ့ဆက်တဲ့ဒီအစာတောက်တွေကို စားသုံးပေးခြင်းအဲ့ရေကိုဝဝ ိတ်ချင်းပေါ့နော်ဒါလည်းအရန်ကိုအရေးကြီးပါတယ်။ကျွန်တော်ဒီရှာကိုလိကျင့်ခြင်းဖြင့်သူ့ရဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေတယ်။ပြီးသွားလို့ရှိရင်ဒီတဖုံးမှာရှိရဲ့ယောဂါပေါ့နော်ဒါလေးတွေတက်တာစေ။နောက်တစ်ခုကကဒွိနန္နန္နာကိုအများကြီးတက်တာစေပါတယ်။တချို့ဆိုကဒွိနန္နန္နေပေါ့နော်ဆိုရင်ဒီဟာလေးကိုလိကျင့်ပေးပါ ပြီးရင်ဒီရှားကိုလေ့ကျင့်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်တည်ကြီးလာတဲ့အချိန်မှာရှားတွေဒီကြွက်သားတွေကျုံလာပြီးတော့เนาะတူဝင်သွားတယ်ဒါလေးတွေကိုလည်းကောက်ွယ်ပေးပါတယ်ဆိုတော့ရှားကိုလေ့ကျင့်တဲ့အချိန်မှာအဲကျွန်တော်တို့ကတထောင်တတလေးနေပြီးတော့လေ့ကျင့်လို့ရတယ်လို့လမ်းလျှောက်ပြီးတော့လည်းသွားလို့ရပါတယ်ဆိုရှားကိုပထမအဆင့်ကျွန်တော်တို့လေ့ကျင့်မယ်ဆိုရင်ဒီနှကန်းကိုပိတ်ထားရပါမယ်ထားပြီးတော့ရှားကိုဒီ ဒါတဖုံးနဲ့အာဒီဒီနှခမ်းနဲ့သွားကြတဲ့နော်ကြေးချားတဲ့နဲ့ဒီလိုလေးဝိုင်းရမှာဖြစ်ပါတယ်နော်ဒီလိုလေးဝိုင်းရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတောက်ရှောက်ဒီနှခမ်းကပိတ်ထားရမှာဖြစ်ပါတယ်ဆိုပိတ်ထားတဲ့အချိန်မှာ ဒီရှားကိုသွားပြီးတော့ဒီချင်းတဲ့အချိန်မှာသူဘာတွေခန်းစားရမလဲဆိုတော့ရှားတလျှောက်နော်ဒီဘက်ကတကြောအရန်ကိုတင်းလာခန်းစားရမယ်တချို့ဆိုခေါင်းတွေပါထိုးကြိုက်လာခန်းစားရမှာဘာလို့လဲဆိုရင်ဒီဘက်ကဒီကြွက်သားတွေပါထီရောက်မှုရှိရတဲ့အတွက်ကြောင့်ရန်ကောင်းပါလေဆိုတော့ကျမတို့ဒီလေ့ကျင့်တဲ့အချိန်မှာစလေ့ကျင့်တဲ့အချိန်မှာတစ်ဖက်ကို10ကျိန်ဒီလိုမျိုးဝိုင်းမဲ့ပြီးနောက်တစ်ဖက်ကို10ကျိန်ဒီလိုမျိုးဝိုင်းဖို့စူးစမ်းပေးပါ အာနည်းနည်းပူပြရလာပြီးဆိုရင်တစ်ဖက်ကိုအကျဉ်း15ကျဉ်းနောက်တစ်ဖက်ကို15ကျဉ်းဝိုင်းမယ်ရလာပြီးဆိုအကျဉ်း20ကိုခတ်တွတ်တွတ်လေးသွားမယ်နောက်တစ်ဖက်ခတ်တွတ်တွတ်လေးသွားမယ်လိကျနေတဲ့အချိန်မှာလည်းကျမတို့အရန်ညောင်းလာဆိုနာနာပြီးတော့သွားပြီးမယ်နော်ဆိုဒီနေ့ကျမကဒီမှာသင်ခန်းစာမှာကျော်10ကျဉ်းကိုပြပြီးမှဖြစ်ပါတယ်ဆိုတော့10ကျဉ်းကိုသွားမယ်ဆိုတော့၁၀ချိန်သွားတဲ့အချိန်မှာအရင်ညောင်းလာဆိုခဏနားမယ်ဒါမှ၁၀ချိန်ပြည့်အောင်တော့သွားပြီးမယ်နော် số thì nó khăn cổ lông à bị nó bị ông sà cổ toa nè nó khăn trả theo bộ mà nó và xe trên đi đoài nhau đoài nó no? အဲ့အချိန်မှာဒီနှခမ်းလေးဖွင့်ပြီးတော့อืมအဲ့လိုမလုပ်ဘောเนาะအလုံးဝနှခမ်းကိုအပိတ်လို့ရမယ်ဟုတ်ပြီဒီဘက်ကို10ချိန်ပြီးတော့ပြင်နောက်ဘက်ကို10ချိန်ပြန်ပြီးတော့ကြိုးစားကြည့်မယ်နှခမ်းကိုလုံးဝပိတ်ထားရမယ်เนาะဆိုရင် ဒီဘက်ကိုလည်းဆယ်ချိန်ပြီးသွားပြီအဲ့အချိန်မှာဒီဘက်ကိုတင်းသွားတဲ့ညောင်းသွားကိုခံစားရလိမ့်မယ်ပြီးတော့လို့ရှင်ကျွန်တော်တို့ဒီဘက်ဒီထက်ပိုပြီးရလာပြီဆို15ချိန်ကိုခတ်တွတ်တက်သွားတယ်ပြီးရင်အချိန်20ကိုခတ်တွတ်တက်သွားတဲ့ဟာတွေကိုသွားလို့ရတယ်ဆိုတော့ဒီသင်္ခန်းစာကကျွန်တော်တို့ဒီရှားတွေအတွက်လည်းကောင်းစေနော်ရှားအတွက်ကောင်းစေတယ်အစာချေစနစ်တွေအတွက်လည်းကောင်းစေတယ်ဂရုဏာနာနာကိုတတ်တာစေတယ်တဖုံးယောဂါကိုကာကွယ်ပေးဟုတ်ပြီနော် ဆိုအခုဆက်တိုက်သွားမယ်အခုနောက်တစ်ခေါက်ကကျမကဘယ်ဘက်ကို10ချိန်ပြတယ်စကားပြောမိညာဘက်ကို10ချိန်ပြတယ်စကားပြောပါဘောနော်ဒီတစ်ခါကျရင်လုံးဝဆက်တိုက်အတူတူစူးစမ်းကြည့်ရအောင်နော်ဒါကဘယ်ချိန်မှမဆိုကျမတို့လေ့ကျင့်လို့ရတယ်နော်ဖြစ်နိုင်တယ်ဆိုရင်ကျမတို့မနက်ပိုင်းကိုသွားမတိုက်ခင်မှာတစ်ချိန်ညကိုသွားမတိုက်ခင်မှာတစ်ချိန်သွားပြန်အရန်ကောင်းပါတယ်နော် so အခုကျမနဲ့အတူတူခတ်တွတ်တွတ်လေး10ချိန်10ချိန်အတူတူ သွားချရအောင်။ဟုတ်ပြီခါလေးမမှတ်လေးထားမယ်။ဟုတ်ပြီမျက်လုံးမိတ်ပြီးအာယုံစိုက်ပြီးသွားမယ်နော်။ကဲ၁၀ချိန်စီစမယ်။ ဟုတ်ပြီအဲဆိုရင်ကျမတို့ဒီနှခမ်းတလျှောက်เนาะပြီးတော့လို့ရှိရင်ဒီရှာရဲ့တင်းအားတွေညော့သွားအောင်ခန်းစားရလိမ့်မယ်ဆိုတော့ဒီအကွက်လေးကိုလေ့ကျင့်တဲ့အချိန်မှာကိုယ်တို့အကောင်းကျိုးလေးရှိရဲဆိုရင်ဒီဗီဒီယိုအောက်မှာ like comment လုပ်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်